အဲ့လူချင်းတော်တွေဟိုဟွာဖြစ်တာအဘာလဲပေါ့မဟုတ်ဘူးကျွန်တော်ကထင်တာကတော့အော်လို့မက်ကြီးအုပ်ထားတော့သူတို့ထဲရလားဒါမှမဟုတ်သူတို့နဲ့ပတ်သက်တာလားကျွန်တော်လည်းအခုတည်းမသိသေးဘူးလေမသိသေးဘူးဒီ live ပေါ်မှာဟိုဟွာဖြစ်လို့တာကျွန်တော်ကမမြင်ဘူးအိမ်ကပြလို့တာဟာဒါကြီးကမလုပ်တင်ဘူးလို့ဟိုဘလော့ကြီးပဲရင်းနေရင်းနေတယ်ပေါ့နော်ကို့ကိုမွေးတဲ့ဒီအဖေအမေတွေတော့အဲ့လိုဒေါသထွက်ရင်တော့ချင်းနဲ့ကန်နေဦးတာမဟုတ်တာဟုတ်တယ်မဘလော့ကြီးချမ်းသာနေပါလေကြာဘလော့ကြီးဟိုဟွာဖြစ်နေပါအသိဉာဏ်နေပါလေ လူအသည့်တရားလေးရှိဘွားအဓိကလေလူဆိုအဲ့ဒါတဖသားငါဒါလှုပ်လိုက်လို့ပေါ်ပင်ညင်လို့လားကြက်ကလေးပိုက်ပြီးတော့ဒီလိုလှဲ့ထွက်သွားတာမျက်နှာလေးလွှဲလိုက်တာလေးကဒေါသကိုထိမ့်လိုက်တာပါကောင်းပါလေသူကရှေ့ချောက်အောင်မြင်အောင် ြည့်ရပေါ့ကြည့်ပြီးတော့ဟောဖြစ်တယ်သူကဘာအယူပဲဖြစ်နေတယ်နော်လူတယောက်ကဥပမာလက်ကလေးနဲ့တို့တာလို့လက်ကလေးနဲ့တို့တာလို့ချစ်ရင်တော့ဗျာချစ်ရင်ပဲဖြစ်ဖြစ်မိုးရင်ပဲဖြစ်ဖြစ်ပေါ့ဒီပခုံးနဲ့တိုက်လိုက်အောင်လူတယောက်ကပေါ်ပြန်ပြုံးပြနိုင်တယ်အခုသူ့နေရာမှာကိုယ်တာဆိုတဲ့စိတ်တက်ပေါ့ဘယ်သူမဆိုပါခန်းသားကြည့်လိုက်ပါဟောတော့သူကပေးသက်ကိုအောင်အောင်မြင်ဦးရအောင်သူကစူးစမ်းနေတဲ့ဒါတက်တစ္ဆာလေး လက်စားလူငယ်တွေဒါပေမဲ့တခုချီးကျူးတာအောက်သဘောလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုရက်တိခံခြင်းကိုမွေးသွားတာဂုံယူတယ်အဲကောင်လေးဖရားသေးရနဲ့မဝေးဘူးမိဘတွင်တင် ဆုံးမမှုအောက်မှာနဲ့အတူသူ့ရဲ့ဆရာသမားတွေရဲ့တွင်တင်ဆုံးမမှုအောက်မှာမသွေးမသိလိုက်နာနေတဲ့ခလေးဆိုတာဒါရေကြီးလက်နက်ပုတ်တာလွဲလွဲသွားမှာအမလွဲဘူးဟုတ်တော့လူငယ်လေးဟုတ်လို့ပုံပြလို့မှာ ဘုံနိုင်ရမှာဒါပေမဲ့လက်လိုက်ရိုက်ဟိုကကနေတဲ့အချိန်ပါပိဋကရှိတယ်ဘုရားကျေးဇူးရှင်ပိဋကပိဋကရုံရင်းဆန်ကဖြစ်သွားမယ်ခေါင်းဆောင်ဒီကိုကသမီးဟိုဟင်းဟိုကြီးလေအဲ့ခေါင်းဆောင်တယောက်ကဘုံနိုင်ထားလို့လည်းရှိသူ့ရဲ့နောက်ပိုင်းမှာသူ့အာခုနေတဲ့သူ့အာခုနေတဲ့ဒီပိဋကတွေဟိုပြီးတော့ရှိသမီးရှင်ဟင်းရှင်ကျေးဇူးရှင်နေပြီးရသူ့ရဲ့တပ်ဖွဲ့လုံးနောက်ကဘုံနိုင်ပါသွားခဲ့လို့ရှိရင် တမျိုးတမီဖြစ်သွားမှာလေတမျိုးတမီဖြစ်သွားမဲ့အတွက်ကြောင့် तू ကထွက်လိုက်ဒေါသကိုမျက်နှာမှာပေါ်တယ်လေဒေါသကိုထွက်တာပဲကိုရဲဒေါသထွက်တယ်လူကြီးဒေါသထွက်ပြီးပိုဆိုးတယ်ဆိုတော့အဲ့ဒေါသကိုထိန်းသွားတာလေတက်ကလေးပိုက်ပြီးတော့ဒီလိုလှည့်ထွက်သွားတာမျက်နှာလေးလွှဲလိုက်တာလေဒေါသကိုထိန်းလိုက်တာပါကောင်းပါလေသူကရှေ့ချောက်အောင်မြင်အောင်ပါ အဲ့လူကျင်တော်တွေဟိုဟွာဖြစ်တာအဘာလဲပေါ့ပုတ်ကျွန်တော်ကထင်တာတော့အော်လို့မကြီးအုပ်ထားတော့သူတို့ထဲရလားဒါမှမဟုတ်သူတို့နဲ့ပတ်သက်တာလားကျွန်တော်လည်းအခုတည်းကမသိသေးဘူးလေမသိသေးဘူးဒီ line ပေါ်မှာဟိုဟွာဖြစ်လို့တာကျွန်တော်ကမမြင်ဘူးအိမ်ကပြလို့တာဟာဒါကြီးကမလုပ်တင်ဘူးလို့ဟိုဘလော့ကြီးပဲရင်းနေရင်းနေတယ်ပေါ့နော်ကို့ကိုမွေးတဲ့ဒီအဖေအမေတွေတော့အဲ့လိုဒေါသထွက်ရတော့ချင်းနဲ့ကန်နေဥစားမဟုတ်တာဟုတ်တယ်မဘလော့ကြီးချမ်းသာနေပါလိမ့်ဗျာဘလော့ကြီးဟိုဟွာဖြစ်နေပါဆင်းရဲနေပါလိမ့် လူအသည့်တရားလေးရှိဘွားအဓိကလေလူဆိုတာအဲ့ဒါတဖသာငါဒါလှုပ်လိုက်လို့ပေါ်ပင်ရှင်လို့လားပေါ်ပင်ရှင်တမျိုးမျိုးစီစဉ်လိုက်ဟုတ်တယ်မလားဒီလိုအောက်အပေါ်ကနေပြီးတော့ဒီချွေးနဲ့သွေးနဲ့ရင်းဟိုရင်းပြီးတော့ပရိသတ်ကြအောင်ဖြော်ပြနေရတဲ့အချိန်ပြပြီးတော့လေဟိုဖြော်ပြနေတဲ့အချိန်ကြီးမှာဗျာဒီအစိုးရလေးတွေရှိတယ်မင်းသမီးတွေဆိုတဲ့အချိန်မှာလေတရွယ်ချင်းပြပါမှန်းမသိရဘူးကျွန်တော်တို့ဒီအနုပညာအနေနဲ့ อนุปัญญาเลยบ่เปียวไอ้တော့อนุปัญญาสมาณีเนี่ยជីมั้ยဆိုတော့မကောင်းဘူးဗျာတော်ย้ายเลยဗျာជីជីရတာဟုတ်ပါလူငယ်ဆိုပေမဲ့ไอ้ခန္ဒီစိတ်ကြီးထားလိုက်တာပိုကောင်းပါလေဒေါသစိတ်မထားပါဆိုတော့အောင်မြင်နေတဲ့အချိန်မှာဖြစ်တတ်တယ်ဗျာအောင်မြင်မှုလမ်းရောက်ပြီဆိုတာ ਨੇ ပျက်စီးမှုလမ်းကြုံတွေ့ရတာပဲလေကျောင်းအနောက်ဆက်ဆိုတော့ပေါ်တယ်ဗျအနောက်ဆက်ဆိုတော့ပေါ်အဲ့ဒီဟာတွေကို तू ကတိုက်မဲ့ခလုတ်တွေ ဖိုးမဲ့အဆူးတွေကိုဖယ်ရှားလိုက်သလိုပါပဲကောင်းပါလားအောက်ကဘုံနဲ့ရောဆုံးတာဟုတ်မှုတာမဟုတ်သူ့အဖေနဲ့ကိုကျွန်တော်တို့တပွဲရက်ကဘူးလေသူ့အဖေကအရင်ကတီးဝိုင်းထောင်အောင်တီးဝိုင်းထောင်တော့ကျွန်တော်တို့ကဘူးအဲ့ကလေးကကျွန်တော်တို့သူ့အဖေပွဲမှာသွားကနေတဲ့အချိန်မှာငငယ်ပဲရှိသေးတယ်အချင်းလေးဆိုနေတာပဲရှိသေးတယ်သူကအချင်းလေးဆိုရအဲ့ဟိုနေရာမှာကျွန်တော်အခမတင်ရောက်ပါဂုံမိနဲ့ရောက်ပါအဲ့ကောရွှေပြည်သားကိုရွှေပြည်သားပွဲကိုရောက်သွားတော့မှာအတူအဖေနဲ့သွားဆုံလားဟောတော့မယောင်းဆူရောက်နေပေါ့မယောင်းဆူရောက်နေသွားဖြစ်နေတယ် တော့မှအဲ့ဇဘူးဆိုတော့ကျွန်တော်အောင်သူဆိုတော့လည်းကိုကကြည်နေတယ်လိုင်းမော်ကကြည်နေတယ်ဘာမသိဘူးလေသူ့သားမန်းပါမန်းမသိဘူးနောက်တော့အဲ့မှာတွေးလိုက်တော့မှမျက်နှာချင်းနဲ့တွေးတယ်မှာအတောင်အခုသားကြီးဟာအခုသားလားဆိုဒီရွယ်တော့ရောက်အောင်သူကအဲ့တော့မှဟောတော့ကိုကြီးကိုလိုနေနေတဲ့လူပြောက်သားဆိုတော့ကိုသူကိုသားပဲပေါ့